မင်္ဂလာပါခင်ဗျာစီးရီသတင်းတွေကိုပုံမှန်တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပြီးခဲ့တဲ့7နှစ်နိုင်အတွင်းကဖြစ်ပျက်ခဲ့တဲ့အရေးကြီးဆုံးအဖြစ်အပျက်တွေနဲ့စိတ်ဝင်စားစရာသတင်းအချက်အလက်တွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကဲဒါဆိုရင်တော့အစီအစဉ်လေးကိုအခုပဲစတင်လိုက်ရအောင်ပါဒီဗီဒီယိုမှာရုရှားတပ်ဖွဲ့တွေရဲ့နောက်ထပ်ထိုးစစ်ဆင်မှုတွေအကြောင်းကိုပထမဆုံးအနေနဲ့ဆွေးနွေးကြပါတယ်ဒီတစ်ခါမှာရုရှားတွေဟာဇာပိုရီရှားစစ်မြေနယ်ပြင်မှာ ယူကရိန်းကာကွယ်ရေးကိုဖောက်ထွင်းပြီးတော့ကာမီရန်ကာနိုဘိုအာဒရီဘကာနဲ့မာလာတော့မတ်ကာလိုမျိုးနယ်တွေကိုအပြည့်အဝထိန်းချုပ်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့၁၂နှစ်အတွင်းကမြေပြင်မှာပထမအဦးဆုံးပြောင်းလဲမှုတွေရှိခဲ့တာကိုတွေ့ရပါတယ်။ကျွန်တော်တို့ရရှိထားတဲ့သတင်းအချက်အလက်တွေအရမြေပုံဖွဲ့စည်းပုံတွေအရရုရှားတွေဟာမာလာတော့မတ်ကာရွာကိုသူတို့ရဲ့အနေအထားတွေကိုတိတိတသာတိုးတက်အောင်လှုံ့ဆော်နိုင်ခဲ့ပါတယ်။ကဲဒါဆိုရင်တော့အသေးစိတ်ကိုဆွေးနွေးကြည့်အောင်ဗျ။ ဇာပိုရီရှားစစ်မျက်နှာပြင်မှာရုရှားရဲ့ထိုးစစ်ဆင်မှုရုရှားရဲ့အဲ့ဒီထိုးစစ်ဆင်မှုဟာယူကရိန်းတွေအတွက်မမျှော်လင့်ထားတဲ့ကိစ္စမဟုတ်ဘဲနဲ့ယူကရိန်းတွေဟာဒီထိုးစစ်ဆင်မှုကိုရုရှားတွေစတင်ဖို့စီစဉ်နေတယ်ဆိုတာကိုလွန်ခဲ့တဲ့နှစ်လကလေးကသိရှိပြီးသားဖြစ်ပါတယ်2025ခုနှစ်မေလ10ရက်နေ့ကလေးကဒီ area မှာစိတ်ဝင်စားစရာ geolocation နေနဲ့အမှတ်အသားတွေအများကြီးတွေ့ခဲ့ရပါတယ်ဖြစ်နိုင်ရင်အဲ့ဒီအမှတ်အသားတွေဟာအရေးကြီးဆုံးတွေပဲဖြစ်ပါတယ် ဥပမာ2025ခုနှစ်မေလ25ရက်နေ့မှာယူကရိန်းထောက်လှမ်းရေးဌာနတွေကဒီဗီဒီယိုကိုထုတ်ပြန်ခဲ့ပါတယ်။ဒီဗီဒီယိုမှာအလွန်ကြီးမားတဲ့ရုရှားစစ်ရင်တန်းကြီးဖြစ်နိုင်ရင် လောင်စာဆီတွေအများကြီးပါတဲ့ယထာဟာတော်မတ်မျိုးဘက်ဒါမှမဟုတ်တော်မတ်မျိုးကိုဖျက်ပြီးတော့ခရိုင်းမီးယားဘက်ကိုရွေ့လျားနေတာကိုတွေ့ရပါတယ်။ယူကရိန်းတွေဟာလောင်စာဆီပါတဲ့ဒီယထာကိုဖြစ်နိုင်ရင်လောင်စာဆီအပြင်ခဲယမ်းနေရုရှားဖက်ဒရေးရှင်းရဲ့တန်ချက်ကတပ်ဖွဲ့တွေအတွက်လက်နက်တွေ ဒရုန်းတွေကိုကြုံကိုတိုက်ခိုက်ပြီးတော့ဖျက်ဆီးနိုင်ခဲ့ပါတယ်။ဒရုန်းတိုက်ခိုက်မှုကြောင့်ဒီယထာဟာပြင်းထန်စွာထိခိုက်ပျက်စီးခဲ့ပါတယ်။ဒါကြောင့်ဒီဖြစ်ရပ်ဟာ2025ခုနှစ်မေလ25ရက်နေ့မှာဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။ဒါကတော့လွန်ခဲ့တဲ့နှစ်လနီးပါးကပဲဖြစ်ပါတယ်။နောက်ထပ်အရေးကြီးတဲ့ဗီဒီယိုတစ်ခုကတော့လွန်ခဲ့တဲ့ရက်အနည်းငယ်ကထုတ်ပြန်ခဲ့ပါတယ်။ဒါကမလိုချန်စကမြို့အနီးနားကဗီဒီယိုတစ်ခုပဲဖြစ်ပါတယ်။အဲ့ဒီနေရာမှာအလားတူဖြစ်ရတဲ့ခုကိုတွေ့မြင်ရပေမဲ့ ဒီတစ်ခါမှာတော့လက်နက်တွေတန်ကြပ်ကာရင်တွေလောင်စာစီတွေပါတဲ့ရထားကြီးကိုတေချာပေါက်မြင်တွေ့ရပါတယ်ယူကရိန်းတွေဟာနောက်ထပ်ရုရှားရထားတစ်စင်းကိုထပ်မံချုံကိုတိုက်ခိုက်ပြီးတော့ဒရုန်းတိုက်ခိုက်မှုတချို့နဲ့ပျက်စီးနိုင်ခဲ့ပါတယ်ဒါကြောင့်ဒရုန်းတွေယာနဲ့ရှိခဲ့တာဖြစ်နိုင်ပါတယ်ဒရုန်းတစ်ခုတည်းမဟုတ်ဘဲနဲ့ရထားရဲ့အပိုင်းတချို့ထိခိုက်ပျက်စီးပြီးပျက်စီးခံရတာဖြစ်နိုင်ပါတယ်ဒါကြောင့်ဒီပြည့်ရဟာလွန်ခဲ့တဲ့ရက်အနည်းငယ်ကပြစ်ပွားခဲ့တာပဲဖြစ်ပါတယ်အားလုံးကိုခြုံငုံကြည့်မယ်ဆိုရင်တော့ဒီဧရိယာကိုစတင်ကလေးကပထမဆုံးအကြိမ်ဖြစ် ယူကရိန်းနေဟာရုရှားရဲ့ထောက်ပံ့ပို့ဆောင်မှုကိုဖျက်ဆီးဖို့နဲ့ထိခိုက်ပျက်စီးစေဖို့ရွေးချယ်တဲ့ဒရုန်းတွေကိုအစုလိုက်အပြုံလိုက်စတင်အသုံးပြုခဲ့တာကိုတွေ့ရပါတယ်။ဒီဒရုန်းတွေဟာဒီ area မှာရုရှားတပ်ဖွဲ့တွေကိုထောက်ပံ့ဖို့အသုံးပြုနိုင်တဲ့ရုရှားရဲ့ထောက်ပံ့ပို့ဆောင်မှုပဲဖြစ်ပါတယ်။၂၀25ခုနှစ်ဇွန်လ28ရက်နေ့မနက်ပိုင်းမှာတော့တော်မတ်မျိုးကနေနောက်ထပ်စိတ်ဝင်စားစရာဗီဒီယိုတစ်ခုကိုရခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့ ရုရှားလေကြောင်းရန်ကာကွယ်ရေးလှုပ်ဆောင်ချက်ကိုမြင်တွေ့ရပါတယ်။ဒီဗီဒီယိုရဲ့ဖန်တီးသူကယူကရိန်းတုံးနေအများအပြားဟာရုရှားဖက်ဒရေးရှင်းရဲ့တန်ချက်ကတပ်ဖွဲ့တွေရဲ့ယထာတစင်းကိုထက်မှန်ထိခိုက်ဖျက်ဆီးဖို့ကြိုးစားခဲ့တယ်လို့ပြောပါတယ်။ဒီယထာဟာရုရှားတပ်ဖွဲ့တွေအတွက်စစ်ဘက်နေမြေတွေကိုနောက်ထပ်လက်နက်တွေခဲယမ်းတွေတိုက်ခတ်ရေးနေမြေတွေကိုပို့ဆောင်ဖို့ကြိုးစားနေတာဖြစ်နိုင်ပါတယ်။ဒါပေမဲ့မြင်တွေ့ရတဲ့အတိုင်းပဲဒီဒုံးတွေအားလုံးကိုရုရှားလေကြောင်းရန်ကာကွယ်ရေးကပြစ်ချနိုင်ခဲ့ပါတယ်။ ဒါကြောင့်ဒါဟာဒီ area မှာရှိတဲ့ရုရှားရဲ့ထောက်ပံ့ပို့ဆောင်မှုကိုပျက်စီးဖို့နဲ့ယူကရိန်းဘက်ကတတိယအကြိမ်စ조사မှုပဲဖြစ်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေအားလုံးရဲ့ရည်ရွယ်ချက်ကတော့ရုရှားရဲ့ထောက်ပံ့ပို့ဆောင်မှုကိုဖျက်ဆီးဖို့နဲ့ကာမီရန်ကာမြို့ဘက်ကိုဖြစ်နိုင်ခြေရှိတဲ့ရုရှားထိုးစစ်ဆင်ရေးအစီအစဉ်တွေကိုဖျက်ဆီးဖို့ပဲဖြစ်ပါတယ်။ဒါဟာယူကရိန်းဘက်နဲ့ပတ်သက်ပါတယ်။ဒါကြောင့်အားလုံးကိုထပ်မံခြုံငုံပြီးပြောရမယ်ဆိုရင်တော့ရုရှားတွေဟာဒီ area မှာတခုခုကိုစတင်ဖို့စီစဉ်နေတယ်ဆိုတာကို ယူကရိန်းနေဟာတွင်ခဲ့တဲ့နှစ်လကလေးကသိရှိထားပြီးသားဖြစ်ပါတယ်။2025ခုနှစ်ဇွန်လ26ရက်နေ့မှာတော့ယူကရိန်းလိုလာတဲ့သတင်းရင်းမြစ်တွေကထုတ်ပြန်ခဲ့တဲ့မြေပုံမှာစိတ်ဝင်စားစရာကောင်းတဲ့ပြောင်းလဲမှုတွေရှိခဲ့တယ်ဆိုတာမှတ်မိသေးတယ်ဆိုရင်တော့ဒီစတေးရဲ့အဆိုအရရုရှားတွေဟာဇာပိုရီရှားစစ်မျက်နှာပြင်ရဲ့အနောက်ဘက်ခြမ်းမှာအဓိက ထိုးစစ်ဆင်မှုကိုစတင်ခဲ့ပါတယ်။ဒါဟာကာမီရန်ကာရွာရဲ့တောင်ဘက်ခြမ်းကိုအနည်းဆုံးအပြည့်အဝထိန်းချုပ်နိုင်ဖို့ရည်ရွယ်တာဖြစ်ပါတယ်။ ဒီစတေးရဲ့ပြောင်းလဲမှုတွေအပေါ်မှာအခြေခံပြီးတော့ကျွန်တော်တို့ရဲ့မြေပုံကိုလည်းချိန်ညှိခဲ့ပါတယ်။ဥပမာဒါက2025ခုနှစ်ဇွန်လ25ရက်နေ့ကုန်ဆုံးချိန်ကအခြေအနေဖြစ်ပါတယ်။ဒါကတော့2025ခုနှစ်ဇွန်လ26ရက်နေ့ကုန်ဆုံးချိန်ကအခြေအနေပဲဖြစ်ပါတယ်။ဒါကြောင့်စတူယန်ကီလိုမီတာအများပြားကိုရုရှားတွေသိမ်းပိုက်နိုင်ခဲ့ပါတယ်။ဇာပိုရီရှားစစ်မျက်နှာပြင်မှာဒီထိုးစစ်ဆင်မှုစတင်တဲ့အကြောင်းကိုပြောတဲ့အခါဒီထိုးစစ်ဆင်မှုဟာ2025ခုနှစ်ဇွန်လ24ရက်နေ့လောက်မှာစတင်ခဲ့တယ်လို့ ျွန်တော်တို့ယုံကြည်ပါတယ်။အဲဒီတော့ကဒီဗီဒီအားလုံးကိုထုတ်ပြန်ခဲ့ပါတယ်။ဒီဗီဒီကိုကျွန်တော်တို့ဂျကင်ကအချက်အလက်တွေမှာလည်းဆွေးနွေးခဲ့ပါတယ်။ဒီဗီဒီမှာရုရှားတွေဟာဇာပိုရီရှားစစ်မျက်နှာပြင်တစ်ခုလုံးကိုဘယ်လိုဖျက်ဆီးနေလဲဆိုတာကိုမြင်တွေ့ရပါတယ်။ဒါကတော့ရုရှားရဲ့အတိတ်ကထိုးစစ်မစတင်ခင်မှာအမြောက်တပ်ပြင်ဆင်မှုလိုမျိုးဖြစ်တာသိကြပါတယ်။အဲ့ဒီအမြောက်တပ်တိုက်ခိုက်မှုတွေပြီးတဲ့နောက်မှာတော့နိုင်အနေငယ်ကြမှဒီထိုးစစ်ဆင်မှုတွေစတင်ခဲ့တာဖြစ်နိုင်ပါတယ်။ ဒါဒီအားလုံးဟာရုရှားတွေရဲ့အဓိကထိုးစစ်ဆင်မှုမစတင်ခင်မှာပြင်ဆင်မှုတွေနဲ့ပတ်သက်ပါတယ်2025ခုနှစ်ဇွန်လ29ရက်နေ့မှာတော့ရုရှားတွေဟာထိုးစစ်ဆင်မှုရဲ့ရလက်အနေနဲ့ယူကရိန်းကာကွယ်ရေးကိုဖောက်ထွင်းပြီးတော့အိုရီခစ်မျိုးရဲ့အရေးကြီးဆုံးမျိုးနယ်ရဲ့အရှိတောင်ပချမ်းကိုရောက်ရှိခဲ့ပြီးတော့မာလာတော့မတ်ကာမျိုးနယ်ရဲ့20ရာခိုင်နှုန်းဒါမှမဟုတ်30ရာခိုင်နှုန်းကျော်ကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒါကြောင့်မြေပြင်မှာပြောင်းလဲမှုတွေရှိနေရတာကိုတွေ့ရပါတယ်။ တချို့ကတော့အတီးပြူပြီးသားတွေဖြစ်ပါတယ်။တချို့ကတော့အလွန်ယုံကြည်ရတဲ့ရုရှားလိုလာတဲ့တရင်ရင်မြစ်တကနေပေးအပ်ခဲ့တာပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ဒီမြေပုံကိုရက်စွဲတွေကြာနှိုင်းရှင်ကြည့်အောင်ပါ။ဥပမာဒါက2025ခုနှစ်ဇွန်လ26ရက်နေ့တုန်းကအခြေအနေဖြစ်ပြီးတော့ဒီအရာကတော့2025ခုနှစ်ဇွန်လ29ရက်နေ့အစောပိုင်းကအခြေအနေပဲဖြစ်ပါတယ်။ရုရှားတွေဟာပြီးခဲ့တဲ့17နှစ်အတွင်းမှာတည်တည်တတ်တာတိုးတက်အောင်လုံဆောင်နိုင်ခဲ့တာမဟုတ်ပါဘူး။ ကျွန်တော်တို့ဒီမနေ့မှပဲသတင်းအချက်လက်တွေရရှိခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့မတူညီတဲ့သတင်းရင်းမြစ်တချို့အရရုရှားတွေရဲ့ထိုးဖောက်မှုဟာလွန်ခဲ့တဲ့ရက်အနည်းငယ်ကလေးကစတင်ခဲ့ပါတယ်။ဒါကရုရှားသတင်းမြစ်တွေကထုတ်ပြန်ခဲ့တဲ့ဗီဒီယိုပဲဖြစ်ပါတယ်။ဒီဗီဒီယိုမှာရုရှားတွေဟာမာလာတော့မတ်ကာမျိုးနယ်ရဲ့အရှိတောင်ဘက်နဲ့အရှိဘက်ချမ်းနေမှာဘလို့တိုက်ခိုက်ခဲ့တယ်ဆိုတာကိုမြင်တွေ့နိုင်ပါတယ်။ရုရှားတွေအလံပါတဲ့အပိုင်းအစတွေမတွေ့ရပေမဲ့ ဒါဟာရုရှားအစိုးရရဲ့တန်ချက်ကချန်နယ်ကပြသခဲ့တဲ့အလွန်အရေးကြီးတဲ့ဗီဒီယိုတစ်ခုပဲဖြစ်ပါတယ်။ဒီဗီဒီယိုမှာရုရှားတွေဟာယူကရိန်းကာကွယ်ရေးကိုတိတိကျကျဘလို့ဖောက်ထွင်းခဲ့တယ်ဆိုတာကိုမြင်တွေ့ရပါတယ်။တိုက်ခိုက်မှုတွေအမြောက်တိုက်ခိုက်မှုတွေနဲ့လေကြောင်းတိုက်ခိုက်မှုတွေအများကြီးရှိခဲ့ပါတယ်။အဲဒီအချိန်မှာမာလာတော့မာရှကာမျိုးတွေကိုအရှိတောင်ဘက်ကနေစတင်ဝင်ရောက်လာခဲ့တဲ့ပထမဆုံးရုရှားတပ်ဖွဲ့တွေပထမဆုံးရုရှားစစ်သားတွေကိုမြင်တွေ့ရပါတယ်။ဒါကြောင့်အလွန်ရှည်လျားတဲ့ ဗီဒီယိုအပိုင်းအစများစွာရှိပြီးတော့အရေးကြီးဆုံးကတော့အပိုင်းအစတစ်ခုကိုဒီနေရာမှာအတိအကျအတိပြုခဲ့တာပဲဖြစ်ပါတယ်ဒီဗီဒီယိုကိုအရှိခံပြီးတော့မာလာတော့စ်မတ်စကာမျိုးရဲ့အရှိတောင်ဘက်ချမ်းကိုလုံးဝချိန်ညှိခဲ့ပါတယ်ဒါပြင်ရုရှားလိုလာတဲ့သတင်းရင်းမြစ်တချို့ကတော့ပြီးခဲ့တဲ့ရက်တွေအတွင်းမှာရုရှားတွေဟာယူကရိန်းကာကွယ်ရေးကိုလုံးဝဖောက်ထွင်းနိုင်ခဲ့တယ်လို့သတင်းတွေပို့ခဲ့ပါတယ်အခြေခံအနေနဲ့ကတော့ယူကရိန်းကာကွယ်ရေးပြိုလဲသွားပြီးတော့ရုရှားဟာမာလာတော့စ်မတ်စကာမျိုးရဲ့ အရေးကြီးဆုံးအေရိယာကိုအရင်ကအကျဉ်းထောင်ဝင်ပေါက်ကိုအပြည့်အဝထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒါကြောင့်မဲ့အခုချိန်မှာ မာလာတော့စ်မတ်ကာမျိုးရဲ့အဓိကပြစ်မှတ်နဲ့အဓိကတန်ဖိုးကတော့ဒီမီကိုထုတ်ဆက်ယုံငယ်လေးပဲဖြစ်ပါတယ်။ဒါကအရင်ကအကျဉ်းထောင်ဖြစ်ပြီးတော့အခုရုရှားတွေဟာဒီနယ်မြေကိုအပြည့်အဝထိန်းချုပ်ဖို့ကြိုးစားနေပါတယ်။2025ခုနှစ်ဇွန်လ28ရက်နေ့အစောပိုင်းမှာရုရှားတွေဟာမြောက်ဘက်နဲ့အနောက်မြောက်ဘက်ကိုအဓိကထောက်ပံ့ရေးလိုင်းတွေကိုဖျက်တောက်နိုင်ခဲ့တာကိုတွေ့ရပါတယ်။ ယူကရိန်းတွေဟာတစ်ပင်တန်းတွေကနေအနောက်ဘက်နဲ့အနောက်တောင်ဘက်လမ်းတွေကိုအသုံးပြုပြီးတော့သူတို့ရဲ့တပ်ဖွဲ့တွေကိုထောက်ပံ့ဖို့အခွင့်အရေးတွေရှိနေပါတယ်။ဒါပေမဲ့ဒီလမ်းတွေကရုရှားတွေဖျက်တောက်နိုင်ခဲ့တဲ့မြောက်ဘက်လမ်းတွေလိုမျိုးလုံခြုံမှုမရှိတာသိကြပါတယ်။ယူကရိန်းတွေဒီဧရိယာကနေလုံးဝဆုတ်ခွာဖို့အတင်းအကျပ်ခိုင်းခံရမယ့်ရက်တွေကိုတော့စတင်ရေးတွက်လို့ရပါပြီ။ဒါကဒီဧရိယာရဲ့အခြေအနေဖြစ်ပြီးတော့ဒီနေ့ယူကရိန်းလိုလာတဲ့သတင်းရင်းမြစ်တွေကထုတ်ပြန်ခဲ့တဲ့ အလွန်စိတ်ဝင်စရာစက်ကောင်းတဲ့ဆောင်းပါးတစ်ပုဒ်နဲ့မေလီတိုဘိုစစ်မျက်နှာပြင်နဲ့ပတ်သက်တဲ့ကျွန်တော်တို့ရဲ့ကွဲချမ်းစိတ်ဖြာမှုကိုအဆုံးသတ်ကြည့်ပါမယ်။တန်ပေါင်းများစွာသောစည်ရင်သွင်းသူတွေရှိတဲ့အလွန်ယုံကြည်ရတဲ့တရင်အရင်မြစ်တွေပဲဖြစ်ပါတယ်။ရုရှားဟာလာမယ့်ရက်တွေအတွင်းမှာစာပူရုရှားစစ်မျက်နှာပြင်မှာသူ့ရဲ့ထိုးစစ်ကိုအရှိန်မြင့်တင်သွားမှာဖြစ်ပါတယ်။မာရီယူဘိုနိုဘာရိုဇန်ကာဘယ်ရီယန်စကစစ်မျက်နှာပြင်တွေကနေဆက်ကရီယာတွေနဲ့ခေယန်းတွေကိုအများအပြားရွှေ့ပြောင်းနေတယ်လို့တရင်တွေပို့ခဲ့ပါတယ်။ တန်ချက်ကရင်တင်းကားတွေအပါအဝင်ပါတဲ့ပလက်ဖောင်းခွန်းတစ်ခုစစ်သားတွေနဲ့ခရမ်းနေပါတဲ့ကုန်တင်ကား40ကျော်ခရိုင်မီးယားနိုဗာဇော့နဲ့ဆူမီတို့ကနေစစ်သားတွေပါတဲ့ကုန်တင်ကားအစီး20 BNB ပါတဲ့ထွန်ဆန်5စီးရှေလင်တိုက်ခတ်ရေးယာဉ်တွေနဲ့တိုက်ခတ်ရေးယာဉ်အမျိုးအစားတန်ချက်ကရင်တွေပါဝင်ပါတယ်ဟူလီယာပိုလီအနည်းမှာလည်းတိုက်ခိုက်မှုတွေတိုးလာခဲ့ပါတယ်ဒါကြောင့်မြင်တွေ့ရတဲ့အတိုင်းရုရှားတွေဟာတတ်နိုင်သမျှမြန်မြန်ဆန်ဆန်ဆက်လက်တိုးတက်နေပြီးတော့ တက်နိုင်သမျှစစ်သားတွေကိုရှေ့ပြောင်းဖို့ကြိုးစားနေပါတယ်။ယူကရိန်းနေထက်ပုံမြန်ကျင်ကြပြီးတော့ထိုးစစ်ကိုစတင်ကျင်ကြပါတယ်။ပထမဆုံးရက်တွေအတွင်းမှာရုရှားတွေဟာသူတို့ရဲ့လက်ထဲမှာစစ်ရေးဦးစီးမှုရယူပြီးတော့ယူကရိန်းတွေကပြန်လည်စုဖွဲ့ပြီးဒီအခြေအနေကိုတည်ငြိမ်အောင်လုပ်ဖို့ထက်တိုးတက်ဖွဲ့တွေမရောက်ခင်မှာပဲတက်နိုင်သမျှဒီနယ်မြေတွေနဲ့စတူယန်ကီလိုမီတာတွေကိုထိန်းချုပ်ဖို့ကြိုးစားနေတာပဲဖြစ်ပါတယ်။ဒါအပြင်ဒီရက်တွေမှာမာလီနီပကာရွာအကြောင်းကိုအများကြီးပြောနေခဲ့တယ်ဆိုတာ ပြန်လည်အမှတ်ရစီခြင်းပါတယ်။မနေ့ကရရှိခဲ့တဲ့နောက်ဆုံးသတင်းတွေအရ2025ခုနှစ်ဇွန်လ25ရက်နေ့နဲ့26ရက်နေ့ကုန်ဆုံးချိန်မှာရုရှားတွေဟာမြို့ရဲ့90ရာခိုင်နှုန်းဝန်းကျင်ကိုလုံခြုံအောင်လုပ်နိုင်ခဲ့ပြီးတော့ရုရှားတွေဆက်လက်ထိုးစစ်ဆင်နေပါတယ်။ဒါကြောင့်တွေးမြင်ရတဲ့အတိုင်းရုရှားတွေဟာ2025ခုနှစ်ဒီဇင်ဘာလရဲ့အဓိကထိုးစစ်ဆင်မှုကိုစတင်ခဲ့တာဖြစ်နိုင်ပါတယ်။ဒီအချက်နဲ့တည်တည်အလုံးအရရုရှားတွေဟာသူတို့ရဲ့ဦးစားပေးပြစ်မှတ်အဖြစ်နဲ့ဟူလီယာပိုလီမြို့နယ်တွေကို အပြည့်အဝထိန်းချုပ်ဖို့ရည်ရွယ်ထားတယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်။ဒါကရုရှားတွေဟာရုရှားဖက်ဒရေးရှင်းရဲ့တန်ကြပ်ကတပ်ဖွဲ့တွေနဲ့နောက်ဆုံးအနေထားတွေနဲ့ဇာပိုရီရှားမြို့ကနေအရှိဘက်ပိုခရော့ဘတ်စကာနဲ့ကွန်စတန်တီနီဘကဘက်ကိုသွားတဲ့ယထာလန်နေကြကအကွာဝေးကို တိုးစီမှာပဲဖြစ်ပါတယ်။ဒါကြောင့်ရုရှားတွေဟာဒီနယ်မြေကို FPV ဒုံးတွေထိန်းချုပ်မှုအောက်မှာထားရှိနိုင်ခဲ့မယ်ဆိုရင်တော့ fiber optic ပါတဲ့ drone တွေကိုအသုံးပြုပြီးတော့ FPV drone ထိန်းချုပ်မှုလုံဆောင်မှာပဲဖြစ်ပါတယ်။ ဒါကယူကရိန်းရဲ့ထောက်ပံ့ပို့ဆောင်ရေးစွမ်းရည်တွေကိုတိတိတတ်တာရှော့ရှာနိုင်မှာပဲဖြစ်ပါတယ်။မနေ့ကရုရှားတွေဟာရတရွာကိုလုံခြုံအောင်လှုပ်ဆောင်နိုင်ခဲ့တယ်ဆိုတာမှတ်မိသေးတယ်ဆိုတော့ဒါကမိုဂရီယာလီမြစ်နဲ့ဘိုချာမြစ်ကြားကအေရီယာမှာနောက်ဆုံးရွာတွေကတရွာပဲဖြစ်ပါတယ်။ရုရှားဖက်ဒရေးရှင်းကာကွယ်ရေးဝန်ကြီးဌာနရဲ့မတူညီတဲ့သတင်းရင်းမြစ်တွေကဒီနေမျိုးကိုရုရှားထိန်းချုပ်မှုအောက်မှာရှိနေတယ်ဆိုတာကိုအတည်ပြုခဲ့ပါတယ်။ ရတာမျိုးနယ်တစ်ခုလုံးမှာရုရှားအလံတွေလွှင့်ထူထားတဲ့ဗီဒီယိုကိုလည်းကျွန်တော်တို့ရရှိခဲ့ပါတယ်။ရုရှားတွေဟာဒီရွာလေးအတွက်တိုက်ပွဲကိုအဆုံးသတ်ပြီးတာနဲ့အနောက်ဘက်ကိုသူတို့ရဲ့ထိုးစစ်တွေကိုဆက်လက်လှုပ်ဆောင်ခဲ့ပါတယ်။ကျွန်တော်တို့ရရှိထားတဲ့သတင်းအချက်အလက်တွေအရ2025ခုနှစ်ဇွန်လ29ရက်နေ့အစောပိုင်းမှာရုရှားတွေဟာဇီလန်နဲ့ရွာတွေကိုအရှေ့မြောက်ဘက်ကနေဝင်ရောက်နိုင်ခဲ့ပါတယ်။ဒါကြောင့်ဒီတစ်ပင်တန်းငယ်တွေကိုရုရှားတွေဟာဇွန်လ29ရက်နေ့အစောပိုင်းမှာသိမ်းပိတ်နိုင်ခဲ့ပါတယ်။ဒါကဇီလန်နဲ့ရွာအတွက် တိုက်ပွဲစတင်ပြီဆိုတော့ကိုဆိုလိုတာပဲဖြစ်ပါတယ်။ရုရှားတွေယူကရိန်းတွေကိုလုံးဝဆုတ်ခွာခိုင်းဖို့ရွာကိုလုံးချောင်းအောင်လုပ်နိုင်တဲ့အထိနှစ်ရက်ဒါမှမဟုတ်သုံးရက်ကြာနိုင်ပါတယ်။ဒါကြောင့်လာမယ့်သတင်းဘက်ကုံလောက်မှာရုရှားတွေဟာဇီလန်နဲ့ရွာကိုလုံးချောင်းအောင်လုပ်နိုင်မှာဖြစ်ပြီးတော့ယူကရိန်းတွေဟာအနောက်ဘက်ပါတူနဲနဲ့တော့စတိုမြို့နယ်တွေဘက်ကိုထပ်မံဆုတ်ခွာဖို့အတင်းအကျပ်ခိုင်းခံရမှာဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲရုရှားတွေဟာဒီမနက်နဲ့ဒီရက်ဒီမှာမိုင်းနေရွာကိုတီးတီးတာတာနဲ့ အလွန်အားကောင်းတဲ့အမြောက်တပ်ပြင်ဆင်မှုတွေလုပ်ဆောင်ခဲ့ပါတယ်။ဥပမာဒီဗီဒီယိုမှာရုရှားဟာကိုရောင်ဒါမှမဟုတ်ခေယန်တူလောင်ယုံဒါမှမဟုတ်လက်နက်ကင်တပ်ဖွဲ့တွေရဲ့ယာယီဖြန့်ကျက်ရနေရာတွေကို FAB ဘုံနေနဲ့ဘလို့တိုက်ခိုက်ခဲ့တယ်ဆိုတာကိုမြင်တွေ့ရပါတယ်။ဒီတိုက်ခိုက်မှုတွေရဲ့ရလဒ်အနေနဲ့ဒါဟာ FAB ဒါမှမဟုတ်တာမိုဘာရစ်စနစ်လည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့တေချာတာကတော့အရန်လေးလံပြီးတော့အရန်အားကောင်းတဲ့လက်နက်တစ်ခုပဲဖြစ်ပါတယ်။ ဒါပြင်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတစ်ခုကိုလည်းရရှိခဲ့ပါတယ်။အဲဒီဗီဒီယိုမှာရုရှားတွေဟာဒုံးကျည်စနစ်မျိုးစုံနဲ့အမြောက်တပ်စနစ်တွေကိုအသုံးပြုပြီးတော့အမြောက်တပ်ပြင်ဆင်မှုတွေလောက်ဆောင်နေရကိုမြင်တွေ့ရပြီးတော့ပောက်ကွဲမှုတွေလည်းအများကြီးရှိခဲ့ပါတယ်။ဒါကြောင့်ဒီဗီဒီယိုကိုအရှိခံပြီးတော့ရုရှားတွေဟာမိုင်းနေရွာတွေကိုအရှိတောင်ဘက်ကနေဝင်ရောက်ဖို့ကြိုးစားနိုင်ွဲရှိတယ်လို့ကျွန်တော်တို့ကောက်ချက်ချလို့ရပါတယ်။ပထမဆုံးအနေနဲ့မြို့နယ်ရဲ့ဒီအပိုင်းမှာအခြေကိုယူဖို့ရည်ရွယ်ချက် ရှိပြီးတော့ အဲ့ဒီနောက်မှာတော့အနောက်မြောက်ဘက်ကိုထိုးစစ်ဆင်မှုတွေဆက်လက်လှုံ့ဆော်ဖို့ရည်ရွယ်ချက်ရှိပါလိမ့်မယ်။ဒါကြောင့်လာမယ့်ရက်အနှဲငယ်အတွင်းမှာမိုင်းနေရွာနဲ့ဇီလန်နေရွာတွေအတွက်တိုက်ပွဲတွေစတင်တော့မှာဖြစ်ပါတယ်။ပြီးခဲ့တဲ့24နှစ်ကြီးအတွင်းမှာမြေပြင်မှာတက်တိုးပြောင်းလဲမှုတွေရှိခဲ့တဲ့အတွက်အလွန်ယုံကြည်ရတဲ့ရုရှားလိုလာတဲ့သတင်းရင်းမြစ်တချို့ကတိုက်ပွဲတွေရဲ့ရလက်အနေနဲ့ရုရှားတွေဟာဖက်ရှင်နဲ့မာရီယန်ရွာတွေရဲ့တောင်ဘက်မှာရှိတဲ့တစ်ပင်တန်းတွေကိုလုံခြုံအောင်လုပ်နိုင်ခဲ့တယ်လို့သတင်းပို့ခဲ့ပါတယ်။ ကျွန်တော်တို့တွေဒီအခြေအနေကိုအကြိမ်ပေါင်းများစွာဆွေးနွေးခဲ့ပြီးတော့နေတိုင်းလိုလိုမြေပြင်မှာထပ်တိုးပြောင်းလဲမှုတွေပြုလုပ်နေပါတယ်။ရုရှားတွေဟာဒီနေရာမှာထိုးစစ်ဆင်နေပြီးတော့အဲ့ဒီထိုးစစ်ဆင်မှုဟာ2025ခုနှစ်ဇွန်လ20ရက်နေ့ဒါမှမဟုတ်22ရက်နေ့လောက်မှာစတင်ခဲ့တာပဲဖြစ်ပါတယ်။2025ခုနှစ်ဇွန်လ20ရက်နေ့ဒါမှမဟုတ်21ရက်ကုန်ဆုံးချိန်မှာရုရှားတွေဟာနိုဘိုစာယူကအတွက်တိုက်ပွဲကိုအဆုံးသတ်တော့မှာပဲဖြစ်ပါတယ်။အဲ့ဒီရက်ကနေစပြီးတော့ကျွန်တော်တို့တွေ မြေပုံကိုနေတိုင်းလိုလိုချိန်ညှိခဲ့ပြီးတော့တပိုင်းပြီးတပိုင်းရုရှားရဲ့ထိန်းချုပ်မှုအောက်ကနေမြေတွေကိုထည့်သွင်းခဲ့ပါတယ်။အခုချိန်မှာတော့အဓိကထိုးပေါင်းမှုရဲ့ရလက်အနေနဲ့ရုရှားတွေဟာဖက်ရှင်ရွာကိုအနောက်တောင်ဘက်ကနေမာရီယန်ရွာကိုအရှေ့တောင်ဘက်ကနေသိမ်းပိုက်နိုင်ခဲ့တာကိုတွေ့ရပါတယ်။မာရီယန်ရွာမှာရှိတဲ့ရုရှားတွေအနေနဲ့နောက်ဆုံးအနေထားတွေကြားကအကွာအဝေးဟာ2ကီလိုမီတာအောက်ရှိနေပြီးတော့ယူရာချန်နယ်မြို့နယ်ရဲ့အနောက်တောင်ဘက်ခြမ်းမှာရှိတဲ့ရုရှားရဲ့နောက်ဆုံးအနေထားတွေကြားကအကွာအဝေးကတော့ 1ကီလိုမီတာအောက်မှာ ရှိနေပါတယ်။ဒါကြောင့်မကြခင်မှာဖြစ်နိုင်ရင်နောက်ထပ်ရက်အနည်းငယ်အတွင်းမှာရုရှားတွေဟာဒီရွာနဲ့ရွာလုံးကိုတိုက်ခိုက်ဖို့ပထမဆုံးကြိုးပမ်းမှုတွေပြုလုပ်မှာဖြစ်ပြီးတော့ယူရာချန်နယ်ရဲ့ဗဟိုအပိုင်းမှာယူကရိန်းတွေကိုဖျက်တောက်ဝိုင်းရံဖမ်းဆီးပြီးတော့မာရီယန်အေဒီယာမှာယူကရိန်းတွေကိုပိတ်ဆို့ပြီးဒီနေမြေအတွင်းမှာသူတို့ရဲ့အကြောင်းတရားတွေကိုထောက်ပံ့ပို့ဆောင်မှုကိုဖျက်တောက်ဖို့ရည်ရွယ်ချက်ရှိပါတယ်။ဒါကြောင့်ဒီနေရာမှာရုရှားတွေရဲ့ဖြစ်နိုင်ခြေရှိတဲ့ထိုးဖောက်မှုအေဒီယာနောက်ထပ်တစ်ခုကိုမြင်တွေ့ရပါတယ်။ ရဗလူနီကာမြို့နယ်ရဲ့အနောက်မြောက်ဘက်ခြမ်းမှာသူတို့ရဲ့အနေအထားတွေကိုလည်းတိုးတက်အောင်လုံဆောင်နိုင်ခဲ့ပါတယ်။တွေ့မြင်ရတဲ့အတိုင်းရုရှားတွေဟာသူတို့ရဲ့နောက်ဆုံးအနေအထားတွေနဲ့စတီဗာနီပကာရွာကြားကအကွာအဝေးကိုနေ့တသမ5ကီလိုမီတာအထိတိုးစီနိုင်ခဲ့ပါတယ်။ယူကရိန်းလွန်လာတဲ့သတင်းရင်းမြစ်တွေကထုတ်ပြန်ခဲ့တဲ့ဗီဒီယိုအခြေခံပြီးတော့ဒါကိုကောက်ချက်ချခဲ့တာဖြစ်ပါတယ်။ဒီဗီဒီယိုမှာယူကရိန်းတွေဟာဒီနေရာတွေမှာရုရှားတပ်ဖွဲ့တွေကို FPV drone တွေနဲ့ဘလို့တိုက်ခတ်ခဲ့တယ်ဆိုတာကိုမြင်တွေ့ရပါတယ်။ ဒါကြောင့်ဒီဗီဒီယိုကိုအခြေခံပြီးတော့မြေပုံကိုချိန်ညှိခဲ့ပါတယ်။ဥပမာ2025ခုနှစ်ဇွန်လ26ရက်နေ့မှာဒီနယ်မြေတွေအများစုဟာအငင်းပွားနယ်မြေတွေဒါမှမဟုတ်မိခိုးရောင်စုံအဖြစ်တတ်မှတ်ခြင်းမခံရတော့ပါဘူး။ဇွန်လ29ရက်နေ့မနက်ပိုင်းမှာတော့ရုရှားတွေဟာမြင်တွေ့ရတဲ့အတိုင်းပဲသူတို့ရဲ့အနေအထားတွေကိုတိတိတသာတိုးတက်အောင်လှုံ့ဆော်နိုင်ခဲ့ပါတယ်။တွေ့မြင်ရတဲ့အတိုင်းရုရှားတွေဟာသူတို့ရဲ့ထိုးစစ်ဆင်မှုကိုဆက်လက်လှုံ့ဆော်နေပါတယ်။ယူနာကိပကမြို့နယ်ရဲ့ဘဟုအပိုင်းကနေ နောက်ထပ်ဗီဒီယိုတစ်ခုကိုလည်းရရှိခဲ့ပါတယ်။အင်မတန်စိတ်ဝင်စားစရာကောင်းပြီးတော့တစ်ချိန်တည်းမှာပဲအလွန်ထူးခြားတဲ့ဗီဒီယိုတစ်ခုကိုရရှိခဲ့ပါတယ်။ဥပမာအဲ့ဒီအချိန်မှာယူနာကိပကာမျိုးရဲ့ဗဟိုအပိုင်းမှာပြင်းထန်တဲ့အမျိုးတိုက်ခိုက်မှုတွေကိုမြင်တွေ့ခဲ့ရပါတယ်။ဒီဗီဒီယိုထဲမှာတော့ရုရှားစစ်သားတွေကိုမတွေ့ရပါဘူး။ရုရှားစစ်သားတွေဒါမှမဟုတ်ယူကရိန်းစစ်သားတွေဘသူဘသူကိုမှမတွေ့ခဲ့ရပါဘူး။ဒါပေမဲ့ဒီဗီဒီယိုရဲ့ဖန်တီးသူကဒီအချိန်မှာပဲယူကရိန်းနေမြို့နယ်ရဲ့ဗဟိုအပိုင်းမှာရှိတဲ့ ရုရှားအနေထားတွေကိုဘယ်လိုတိုက်ခိုက်နေတယ်ဆိုတာကိုမြင်တွေ့နေရတယ်လို့ပြောကြားခဲ့ပါတယ်။ဒီဗီဒီယိုကိုအခြေခံပြီးတော့ရုရှားဧရိယာမှာပါမမချိန်ညှိရသေးပါဘူး။ဘာလို့လဲဆိုတော့ဒီဧရိယာမှာရုရှားစစ်သားတွေရှိနေလားမရှိဘူးလားဆိုတာကျွန်တော်တို့တွေမှာတန်တရားတချို့ရှိပါတယ်။ဒါပေမဲ့တိတိတသားစိတ်ဝင်စားစရာအပိုင်းအစတွေဖြစ်ပြီးတော့ဒီအပိုင်းအစတွေကလက်ရှိမှာအဓိကတိုက်ပွဲတွေဗဟိုပိုင်းအတွက်ဖြစ်ပွားနေတယ်ဆိုတာတေချာပေါက်အတည်ပြုလို့ရပါတယ်။မြေပြင်မှာရုရှားတိုးတက်မှုဟာ အတည်ပြုနိုင်တဲ့ယုံကြည်စိတ်ချရတဲ့တပ်တွေအထောက်အထားတွေကိုကျွန်တော်တို့တွေဆက်လက်ဆောင်ဆိုင်နေပါတယ်။ယူကရိန်းတွေဟာသူတို့ဘက်ကနေကွန်ဒရာတိပကာဧရိယာမှာရုရှားအနေထားတွေကိုတိုက်ခိုက်ပြီးတော့ဖျက်ဆီးဖို့ကြိုးစားနေပါတယ်။ယူကရိန်းတွေဟာဒီဧရိယာကနေရုရှားတွေကိုစုခွာကိုင်းဖို့ရည်ရွယ်ချက်နဲ့နောက်ထပ်တံပြန်ထိုးစစ်ဆင်မှုတစ်ခုမစတင်မီမှာပြင်ဆင်နေတယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်။ရုရှားတွေကသူတို့ဘက်ကနေဆူမီမြို့ကနေယူကရိန်းတွေပြီးခဲ့တဲ့ရက်အတွင်းမှာပြန်လည်သိမ်းပိုက်ခဲ့တဲ့ အန်ရီရဘကရွာကိုသွားတဲ့အဓိကတစ်ပင်တန်းတွေအဓိကထောက်ပံ့ရေးလမ်းတွေကိုပုံကျဲပြီးတော့တိုက်ခိုက်နေပါတယ်။ဒါကြောင့်ဒီအခြေအနေဟာတင်းမာနေစေဖြစ်တာကိုတွေ့ရပါတယ်။ကျွန်တော်တို့တွေရရှိထားတဲ့တရင်အချက်လက်တွေရစစ်စင်ရေးဟာစူမီစစ်စင်ရေးအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။အခုရုရှားတွေဟာ စာနီဟစ်ဒေတာကိုတိုက်ခိုက်နိုင်ပါပြီ။ရာဒာယူကရိန်းပါလီမန်ကလက်နက်ကင်တပ်ဖွဲ့တွေရဲ့စစ်ဦးစီးချုပ်ကိုဝေဖန်ခဲ့ပြီးတော့ ရွာတာကိုစလေအဖွဲ့ကိုပင်ဒေါသထွက်စီခဲ့ပါတယ်။လက်နက်ကင်တပ်ဖွဲ့တည်းရဲစစ်ဦးစီးချုပ်ဦးလဇန္နာစာခီရဲ့စူမီဒေတာရှိဌာနချုပ်ကိုတွားရောက်လဲပတ်မှုဟာနောက်ထပ်အရှုပ်တော်ပုံတစ်ခုဖြစ်ပေါ်စေခဲ့ပါတယ်။အကြောင်းရင်းကတော့တစ်တော်ကပတ်ထင်းမှာပေအနေငယ်ရှိတဲ့ဝါယာကျိုးတန်းနေဆန့်ထားတဲ့တင်ကေတာခံတတ်ဒီရဲ့နောက်ခံပုံနဲ့ဘူချုပ်ရဲ့ဓာတ်ပုံတွေပဲဖြစ်ပါတယ်။ဒါကြောင့်ယူကရိန်းလိုလာတဲ့သတင်းရင်းမြစ်တချို့အရအခုရုရှားတွေဟာနောက်ထပ်ထိုးစစ်ဆင်မှုတစ်ခုကို စတင်နိုင်ပါပြီ။ဒါပေမဲ့ဒီတစ်ခါမှာတော့ယူကရိန်းရဲ့မြောက်ဘက်ဆုံးဒေသရှာနေဟီမြို့အေရီးယားမှာပဲဖြစ်တယ်ဆိုတာကိုတင်ဆက်ပေးရင်းနဲ့ဒီနေ့ရတင်ဆက်မှုကိုဒီမှာပဲရန်နာပါအောင်မယ်ခင်ဗျ။နားဆင်အားပေးကြတဲ့ပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။